ရာမဲနဲ့တန်ဗီနီဘယ်သူဘောလုံးတရားစုနဲ့ထိုက်တန်လဲဆိုတာအဖြေထုတ်ပေးလိုက်တဲ့ရော်နယ်ဒိုပရိသတ်များအောင်မဲမင်လာပါဗျာရွှေရိုးအိုင်ဘက်ကွန်ရှီကိုအွန်လိုင်းအချင်းကနေပြန်လဲကြိုးလိုက်ပါရင်ဘောလုံးတရား၅စုပိုင်ရှင်ပေါ်တူဂီကောင်ကြီးရော်နယ်ဒိုကတော့ဒီနေ့ဘောလုံးတရားစုဟာဘယ်သူနဲ့ထိုက်တန်လဲဆိုတာကိုပြောပြလာခဲ့ပြီးဖြစ်ပါတယ် ဒါရယ်နိုနဲ့မန်စီခုလမှာဒုတိယအချိန်မြောက်ဘောလုံးဒီယောပိုင်ရှင်အသစ်ကိုမြင်တွေ့ရတော့မှာဖြစ်ပါရင်မန်စီနဲ့ရော်နယ်ဒိုဟာ2008ခုနှစ်ကတည်းကဘောလုံးဒီယောစုကိုတလဲစီသိမ်းပိုက်လာခဲ့ကြတာဖြစ်ပြီးနောက်ဆုံးမန်စီရရှိခဲ့တဲ့2023ခုနှစ်အထိဂျာရဲမာဒီစုကိုရောက်နိုင်ခဲ့တာဆိုလို့လူကာမိုဒရစ်နဲ့ဘန်ဇီးမာတို့ပဲရှိခဲ့တာပါဖြစ်ခဲ့တဲ့ရာသီမှာတော့ထူးထူးခြားခြားရယ်ဒိုရောမန်စီရောဒီစုအတွက်ရေပန်းစားတဲ့ကစားသမားတွေမဟုတ်ခဲ့ပဲမန်စီနီကစားသမားဒိုရီကိုကရရှိသွားခဲ့တာဖြစ်ပါရင်ဒီနေ့မှာတော့ဘောလုံးဒီယောစုအတွက် ဘာစီလိုနာစတာပွိုင်းလေးလာမဲရာမဲနဲ့ PSG တောင်မန်တိုက်စီကစားမှာဒမ်မီတို့ကအေးပန်းစားနေပါတယ်။ရာမဲနဲ့ဒမ်မီတို့ဟာပြီးခဲ့တဲ့ Nation League Semi-final နဲ့တုန်းကပဲထိတိုက်တွေ့ဆုံခဲ့ကြပြီးရာမဲရဲ့ Spain ကဒမ်မီပါဝင်တဲ့ပြင်သစ်ကို9ဂိုးလေးဂိုးနဲ့နိုင်ရရှိခဲ့ပြီး final ကိုတက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ Euro 2024 Champions League ကိုရောက်နိုင်ခဲ့တဲ့ရာမဲအနေနဲ့ Nation League ကိုထည့်ယူနိုင်ခဲ့ရင်တော့ Bologna စုကိုရရှိသွားနိုင်တယ်ဆိုပြီးထင်ကြီးပြီးပြောဆိုမှုတွေရှိလာခဲ့ပါတယ်။ အသက်16နှစ်အရွယ်လာမဆီယာအကယ်ဒမီထွယ်လေးဟာဒီရာဒီမှာဘာစီလိုနာတွက်တွင်ကို18ဂိုးနဲ့ဂိုးဖန်နေမှု25ချိန်ပြုတ်လုပေးထားနိုင်ခဲ့ပြီးလာလီဂါဖလားကိုဘာဒယ်နီဖလားနဲ့စပိန်စူပါဖလားတွေစုကူထားနိုင်ခဲ့ပါတယ်။ရာမဲစပိန်ဟာဒီနေ့ညမှာတော့ဂိုကြီးရဲ့ပေါ်တူဂီနဲ့နေရှင်းလီဖိုင်နယ်ဆင်နဲ့တွေ့ရမှာဖြစ်ပြီးဒါဟာဘာစီလိုနာခြေဝေလေးအတွက်ပထမဆုံးအကြိမ်ရနန်ဒိုကိုပြိုင်မဲ့အသွင်ရင်ဆိုင်သွားရမှာလည်းဖြစ်ပါရည်ရနိုကိုနိုင်ကလည်းအချိန်မှာရာမဲဟာဘိုလိုနီယားစုရရှိနိုင်တယ်လို့ထင်ကြေးပေးခဲ့ဘူးလားကြောင့်စပိန်နဲ့ပွဲချိုသတင်းရှင်းလင်းပွဲမှာ တရင်တောင်းတွေရဲ့ဒီနေ့ဘော်လနီယောဆုရှင်ကဘယ်သူလဲဆိုတဲ့မေးခွန်းကိုအမေးခံခဲ့ရသေးပါတယ်။ရန်တူကလည်းကစားမနာမည်ကိုတိကျမပြောခဲ့ပေမဲ့လည်းဘယ်သူနဲ့ထိုက်တယ်လဲဆိုတာကိုခုလိုပဲပြန်လည်ပြောပြသွားခဲ့ပါတယ်။ရန်တူကတိုးချင်းထူးချွန်စုတွေကတချို့သဘောတူညီချက်လေးတွေတော့နည်းနည်းလေးကွဲလွဲနေတာတွေ့ရတယ်။ဘယ်သူဆွေးရမလဲဆိုတာကိုလည်းကျွန်တော်မပြောတက်ဘူး။ဒါပေမဲ့ချန်ပီယံလိမှာချေစွမ်းပြပြီးချန်ပီယံပလားဆုခိုးနိုင်ခဲ့တဲ့သူကတော့ဘော်လနီယောဆုနဲ့ထိုက်တယ်ပါတယ်။ဒါပေမဲ့ဒါဟာသဘောတူညီချက်တစ်ခုတော့မဟုတ်ပါဘူး။နောက်ကွယ်မှာဘာတွေရှိနေလဲဆိုတာသိတဲ့အတွက် တူချင်းစုတွေကိုကျွန်တော်အယုံကြည်မရှိတော့ပါဘူး။ရာမယ်လည်းရသွားနိုင်တယ်လို့ဒမ်ဘီလီဗီတင်ဟာတို့လိုတက်တစ်ဆောက်ဇာမားတွေလည်းရနိုင်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါရင် ဘော်လုံးရောက်စုဝေးပွဲကိုတော့လာမယ့်စင်နမာလာထဲမှာကျင်းပသွားမှာဖြစ်ပြီးစကားရင်ကစားမရောက်30ဆင်းကိုတော့ဒီလာထဲမှာပဲထုတ်ပြန်ကြေညာသွားမှာဖြစ်ပါရင်ဘော်လုံးရောက်စုကပြင်းတဲ့မကက်ဆင်းကနေကမကထလုပ်ပြီးတော့1956ခုနှစ်ကစတင်ချင်းမြင်လာခဲ့တာဖြစ်ပါရင်စတင်ချင်းမြင်လာခဲ့စဉ်ကာလာတော့ကဥရောပတော်မှာရှိတဲ့ကစားသမားတွေတဲကအကောင်းဆုံးကစားသမားကိုရွေးချယ်ပြီးတော့ဘော်လုံးရောက်စုကိုရွေးချယ်ချင်းမြင်ခဲ့တာဖြစ်ပါရင်နောက်ပိုင်းမှာတော့ဥရောပ တခုတည်းမဟုတ်ပဲကမ္ဘာမှာရှိတဲ့ဒီတွေအားလုံးကကစားသမားတွေတဲကအကောင်းဆုံးကစားသမားကိုရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။2020ခုနှစ်ဝင်းကျင်းမှာတော့ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA နဲ့ပူးပေါင်းပြီးတော့ FIFA ဘောလုံးတရားစုဆိုပြီးတော့ထပ်တုံးချီးမြှင့်ခဲ့ပေမဲ့လည်း2015ခုနှစ်မှာတော့ဘောလုံးတရားစုကတက်တက် FIFA ကနေပြီးတော့ FIFA The Best ဆိုပြီးတော့စုအသစ်တွေမျိုးထပ်မံထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဘောလုံးတရားစုကတော့ပြည်သင်းမဂ္ဂဇင်းကရွေးချယ်ထားတဲ့ဂျာနယ်လေးအယောက်တရာကျော်ရဲ့နိုင်ငံအသင်းကောင်းဆောင်တွေကနေပြီးတော့ကစားသမားရဲ့ တိုးချင်းစွမ်းဆောင်ရင်အသင်းနဲ့ဆူပလာယာရှိမှုဖဲပလေးကစားနိုင်ဖို့အောင်မူတည်ပြီးတော့မဲပေးဆုံးဖြတ်ရွေးချယ်သွားတာဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောနေနေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ